ခင်မုံဖြစ်သူအစိုးရကြီးကြီးကြီးဆုံးပါပြီးတလားပြည်တဲ့နေမှာဆွဲနေပြီးမုံဟင်းကားလုပ်ငန်းကဝန်ထမ်းတွေအကုန်လုံးထွက်သွားတာနဲ့ကြုံလိုက်ရတယ်လို့ဝန်ထမ်းစွာနဲ့ပြောလာခဲ့တဲ့ကြီးကြီးကြီးရဲ့စနီးဖြစ်သူမဆန်နီမင်္ဂလာပါပရိသတ်ကြီးအစိုးရဦးကြည်ကြီးကြီးဆုံးပါပြီးနောက်ပိုင်းမှာတော့စနီးဖြစ်သူမဆန်နီကအော်ဒီဇင်ဖြစ်နေတဲ့သားလေးတစ်ဖက်နဲ့စီးပွားရေးလုပ်ငန်းတွေကိုတယောက်တည်းရုံးကန်လှုပ်ရှားနေခဲ့ရတာဖြစ်ပါတယ် ဦးချင်းညီညီမဆုံးခဲ့ကလေးကတီထောင်ခဲ့တဲ့ဆွဲနေပြီးမုံဟင်းကားဟာဆိုရင်စားတုံးသူတွေအကြိုက်တွေခဲ့တဲ့စားတောက်ကုန်တစ်ခုဖြစ်ပြီးမြန်မာနိုင်ငံအနှံ့အပြားကမာယူကြတဲ့သူတွေစီကို delivery တွေနဲ့ပို့ဆောင်ပေးနေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ခင်မုံဖြစ်သူအစိုးရဦးကြည်ညီညီဆုံးပါသွားပြီးတလားပြည့်ပြီးနောက်ရက်မှာပဲဝန်ထမ်းတွေအကုန်လုံးတပြိုင်တည်းထွက်သွားကြတဲ့ဖြစ်စဉ်နဲ့ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဘာကြောင့်အခုလိုအလုထွက်သွားခဲ့ရတာလဲလို့မေးခဲ့ရမှာတော့လာခကြောင့်လို့ဖြေခဲ့ကြောင်းဇနီးဖြစ်သူမဆန်နီကပြောခဲ့တာလည်းဖြစ်ပါတယ်။ မဆန်နီဟာအော်ဒစင်ဖြစ်နေတဲ့သားလေးတစ်ဖက်နဲ့လုပ်ငန်းတွေကိုပြန်လည်ရပ်တည်ဖို့ကြိုးစားနေမှန်းသိသိနေအခုလိုထပ်သွားခဲ့ကြတဲ့ဝန်ထမ်းတွေကြောင့်စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့လည်းဝန်ထမ်းစွာရှင်းဖွင့်လာခဲ့တာဖြစ်ပါတယ်။ဦးချင်းညီညီရဲ့ဇနီးဖြစ်သူမဆန်နီကအော်လူတွေများရှုံးမာလိုက်ကြတာ။ ဥညင်ရှိခဲ့စဉ်ကလာခါအပြင်တချင်းဆိုပြီးတိုင်းတပွဲတစ်ခါမုံဘိုးရီပြီးသွားလီရခေါ်ငါးစီတက်လို့ပင်မန်းရင်အေးဝဲတိုင်းမုံဘိုးရီတောင်းချီပြီးတနှစ်တစ်ခါရွှေဝဲပြီးအဝဲစားဖနက်ကအဆုံးစင်ပကန်းကိုကြည့်ပဲလိုက်ဖို့ခေတာကနှစ်ခေါက်သွားလီရရွှေပေါ်များတင်ထားခဲ့တဲ့အလုသမားတွေကဥညီကသူမရှိရင် သူမိမနဲ့ကလေးကိုစောင်းရှောက်မဲထင်ခဲ့တဲ့အဲ့ဒီအလုသမားတွေဥညီဆုံးတာတလားလဲပြည့်ရောအကုန်ထတ်တော်မဲတယ်။အော်လုံးရက်လိုက်ကြတာ။ ပြူလဲနေတဲ့သူတို့ရဲ့အလုံရှင်ကိုစိတ်ထဲမထားရင်နေပါသူတို့ကိုခင်တွင်နေတဲ့သားလေးမျက်နာတော့ထောက်တင်နေမဟုတ်လားအော်လူတွေရဲ့အစဉ်ပြေကြပါစေဖြူဖြူဆိုတဲ့တယောက်ကဆိုရင်ကိုကိုတော့အကြောင်းမကြောင်းအဝတ်စားတွေဆွဲချပြီးဆင်းသွားတာထင်းအောင်ထင်မထားဘူးကွယ်လုံရဲလိုက်ကြတာဟုဆိုကမက်ဆန်ဒီကဆွဲနေပြီးမုံဟင်းကားရဲ့ official page ကနေပြောပြလာခဲ့တာပဲဖြစ်ပါတယ် လက်ရှိမှာတော့မဆန်နေကဝန်ထမ်းတွေကိုအချိန်ပိုင်းနေနဲ့ခေါ်ဖို့စဉ်းစားထားပြီးတားလေးကိုကြည့်ဖို့အတွက်လည်းတီးသန့်ငားရမ်းသွားမယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်။